မင်္ဂလာပါရှင်2015ခုနှစ်မေလ16ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်နေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မဟိမာဆိုပါ RFA စီစဉ်နေကိုမြန်မာစံတော်ချိန်ည7နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီစီစဉ်ကိုပဲနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနာရီမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းအသိပေးအပ်ပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစာပြီးတင်ပြပေးပါမယ်ရှင် င်းပြည်ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးဆွေးနွေးပွဲတွေကိုလာမယ့်2025ရွေးကောက်ပွဲမတိုင်ခင်အစပြိုထားလို့ကြောင်းသမရဦးသိန်းစင်ကနိုင်ငံရေးပါတီကောင်းဆောင်တွေနဲ့တွေ့ဆုံစင်မှာပြောကြားလိုက်ပါတယ်။ဒီကနေ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာနိုင်ငံရေးပါတီ82ပါတီကကောင်းဆောင်တွေနဲ့ဆွေးနွေးပွဲမှာသမရဦးသိန်းစင်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းတွေကအပြစ်ခတ်ရစေးရဲ့အတွက်သဘောတူပြီးဆိုရင်အစိုးရအနေနဲ့သဘောတူစာချုပ်ရေးထိုးဖို့အသင့်အနေထားဖြစ်နေပြီဖြစ်ကြောင်း တိုင်းရင်းသားကောင်းဆောင်တွေရဲ့သဘောထားတွေကိုလည်းမျှော်လင့်နေကြောင်းနဲ့ဖက်ဒရယ်စနစ်ဖော်ဆောင်တဲ့ပြည်ထောင်စုကြီးဖြစ်ဖို့သဘောတူထားပြီးဖြစ်ကြောင်းသမရဦးသိန်းစင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါပြင်နိုင်ငံရေးပါတီတွေကလည်းနိုင်ငံရေးဆွေးနွေးပွဲတွေအတွက်ဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့သမရဦးသိန်းစင်ကနိုင်ငံရေးပါတီကိုယ်စားလှယ်တွေကိုတိုက်တွန်းခဲ့ပါတယ်။လာမယ့်2015ရွေးကောက်ပွဲကိုတန်ရှင်းလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အစိုးရအနေနဲ့ကြိုးပမ်းဆောင်ရွက်သွားမှာလို့လည်းသမရဦးသိန်းစင်ကဆွေးနွေးပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ လှစီဒုက္ခသည်များအရေးကိုနိုင်ငံတကာကစိုးရိမ်နေတဲ့ဆိုတာမြန်မာနိုင်ငံအနေနဲ့သိရှိနားလည်ကြောင်းဒါပေမဲ့ဒီပြဿနာကိုမြန်မာနိုင်ငံတည်းတနိုင်ငံတည်းကိုအပြစ်ဖို့နေတာထက်ဒေတာရင်းနိုင်ငံတွေကစုပေါင်းအဖြေရှာဖို့လိုကြောင်းပြန်ကြားရေးဝန်ကြီးဦးရဲထွက်ကပြောကြားလိုက်ပါတယ် We are uh, understanding these are the concern about the international community on the people in the sea and the people some people arriving to the some of the ရန်ကုန်မြို့မြန်မာငြိမ်းချမ်းစင်တာမှာဒီကနေ့ပြုလုပ်တဲ့အစိုးရဝန်ကြီးတွေနဲ့နိုင်ငံတကာတန်တမန်တွေတွေ့ဆုံပွဲပြီးမှဥယျာထုတ်ကသတင်းတော့တွေကိုအခုလိုပြောခဲ့တာပါဒီတွေ့ဆုံပွဲမှာနိုင်ငံတကာတန်တမန်တွေကလက်တလောဖြစ်နေတဲ့လေစီးဒုက္ခသည်တွေအရေးပြည်ရင်းငြိမ်းချမ်းရေးနဲ့ယာယီတပ်တွေကလက်မှတ်ကိုင်ဆောင်သူတွေအရေးကိုမေးမြန်းခဲ့ကြပါတယ်လေစီးဒုက္ခသည်တွေအရေးကိစ္စကိုနိုင်ငံအလုံးကဝိုင်းဝန်းဖြေရှင်းဖို့ထိုင်းမလေးရှားနဲ့ဘင်္ဂလားဒေ့ရှ်တန်အမတ်တွေကဆွေးနွေးကြတယ်လို့သိရပါတယ် ဒီဆွေးနွေးပွဲကိုသမရရုံဝင်ကြီးဦးအောင်မင်းဦးစိုးသိန်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရင်နဲ့မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာအသံအမတ်တွေအပါအဝင်ကုလသမဂ္ဂသံတမန်တွေလည်းတက်ရောက်ခဲ့ကြပါတယ်ရှင်။ white ကလို့ခေါ်တဲ့ယာယီတပ်တွေကလက်မှတ်ကင်ဆောင်သူတွေမဲပေးခွင့်မရှိကြောင်းပြင်ဆင်လိုက်တဲ့ရွေးကောက်ပွဲဥရေကျန်းတွေကိုရွေးကောက်ပွဲကော်မရှင်ကပြည်သူ့လွှတ်တော်မှဒီကနေ့တင်သွင်းလိုက်ပါတယ်။ ပိုက်ကက်ကင်ဆောင်တဲ့သူတွေကိုမဲပေးခွင့်ပြုတာဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီကြောင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ထားတဲ့အတွက်ယာယီတပ်တွေကလက်မှတ်ကင်ဆောင်ထားသူများဆိုတဲ့စကားရက်တွေကိုပယ်ဖြတ်ပြီးဥပဒေချမ်းတွေတင်သွင်းလာလို့ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်ဝိုက်ကကင်ဆောင်ထားသူတွေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုဖို့အတွက်ကျင်းပတဲ့ပြည်လုံးကျုပ်ဆန္ဒခံယူပွဲမှာမဲပေးခဲ့ကြသလို2010ရွေးကောက်ပွဲမှာလည်းမဲပေးခဲ့ကြပါဗျ ပြီးခဲ့တဲ့မလကုံမှာတက်တန်းကုံဆုံးသွားတဲ့အဲ့ဒီလက်မှတ်တွေကိုပြန်လည်အနှံမို့အမိန့်ထုတ်ထားရမှာရခိုင်ပြည်နယ်တခုတည်းတင်မှာ white cat 3သိန်းကျော်ပြန်လည်အနှံခဲ့တယ်လို့သိရပါဗါး white cat ကင်ဆောင်ခဲ့သူတွေကိုလောလောဆယ်အစိုးရကအသိအမှတ်ပြုကတ်တွေ ထုတ်ပေးထားပြီးနိုင်ငံသားဖြစ်ခွင့်ပြန်လည်လျှောက်ထားရမယ်လို့လည်းသိရပါဗါးရှင်အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းမှာလွှတ်တော်နှစ်ရက်ကြာ သဘောထားကွဲလဲမှုတွေရှိနေတဲ့အတွက်ပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးအဖြတ်ကိုရယူသွားမှာဖြစ်ကြောင်းအမျိုးသားလွှတ်တော်ကဒီကနေ့ဆုံးဖြတ်လိုက်ပါတယ်။ဒီဥပဒေမူကြမ်းမှာပညာရေးအသုံးစိတ်ကိုအစိုးရအသုံးစိတ်အလုံးရဲ့20ရာခိုင်နှုန်းသတ်မှတ်ဖို့ကိစ္စနဲ့ တက္ကသိုလ်ကောင်စီတွေနဲ့ပညာရေးမူဝါဒရေးဆွဲတဲ့နေရာမှာပါဝင်တဲ့သူတွေသတ်မှတ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလွှတ်တော်နှစ်ရက်ကြာသဘောထားကွဲလွဲနေတာဖြစ်ပါတယ်။အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးလွှတ်တော်နှစ်ရက်ကြာသဘောထားကွဲလွဲနေတဲ့အချက်ပေါင်း40နီးပါးရှိတယ်လို့လည်းသိရပါပါရှင်။မျိုးဆောင်ဥရီ၄ခုတည်းကတစ်ခုဖြစ်တဲ့မြန်မာဗုဒ္ဓဘာသာဝင်မိမများအထူးထိမ်းမြားခြင်းဆိုင်ရာဥရီချမ်းကို အမျိုးသားလွှတ်တော်မှဒီကနေ့ဆွေးနွေးခဲ့ပါတယ်။မတ်စာနေထွန်းကတင်ပြထားပါတယ်ရှင်။ အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မဘာသာကအစိုးရကိုတောင်းဆိုထားတဲ့မျိုးဆောင်ဥပဒေ၄ခုထဲကမြန်မာဗုဒ္ဓဘာသာဝင်မိမများအထူးထိန်းများချင်းဆိုင်ရာဥပဒေချမ်းကိုဒီနေ့အမျိုးသားလွှတ်တော်မှာဆွေးနွေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဆွေးနွေးရမှာလွှတ်တော်ကိုယ်စားလှယ်၅ဦးကထောက်ပြဆွေးနွေးသွားပါတယ်။ အဲ့ဒီဥပဒေကျမ်းဟာဗုဒ္ဓဘာသာဝင်မိမနဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ယောက်ျားတို့ထိမ်းမြားခြင်းနဲ့သက်ဆိုင်တဲ့ဥပဒေကျမ်းဖြစ်ပြီးဗုဒ္ဓဘာသာဝင်မိမတို့ဟာဘာသာကြောင်းဝင်ယောက်ျားတို့နဲ့ထိမ်းမြားလက်ထက်တဲ့အခါသက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးထံမှာမှတ်ပုံတင်ရမှာဖြစ်ပါတယ် ဒါအပြင်လက်ထက်မဲ့သူတွေဟာအရင်ထိမ်းမြားခဲ့ဘူးသူတွေဆိုရင်ခင်မုံဟောင်းတို့မဟုတ်ဇနီးဟောင်းထံအကြောင်းကြားရမယ်လို့ပါရှိတဲ့အပြင်သူတို့ကကန့်ကွက်ရင်လည်းယူခွင့်မရှိသလို14ရက်အတွင်းကန့်ကွက်သူမရှိမှအုတ်ချုပ်ရေးမှုကထိမ်းမြားပေးခွင့်ရှိတယ်လို့လည်းပါရှိပါတယ် ဥပဒေမှာပါတဲ့အခန်းငါပုံမှန်24မှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ယောက်ျားဟာဗုဒ္ဓဘာသာဝင်မိမကိုးကွယ်လို့တဲ့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးရမှာဖြစ်ပြီးမွေးဖွားလာတဲ့သားသမီးကိုလည်းလွတ်လပ်စွာကိုးကွယ်ခွင့်ပြုရမယ်လို့ဆိုပါတယ်။လက်ရှိတည်ဆဲဥပဒေတရားဖြစ်သော1954ခုနှစ်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများထိန်းချလက်ထပ်ခြင်းနဲ့အမွေဆက်ခံခြင်းဆိုင်ရာအထူးအဥပဒေဟာဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေရဲ့အခွင့်အရေးကို ြည့်ဝကာဝယ်ပေးထားပြီးဖြစ်နေပါတယ်။လိုအပ်ပါကထိုဥပဒေကိုပဲခေတ်ကာလနဲ့လျော်ညီအောင်ပြင်ဆင်ဖြည့်ဆွတ်တင်ပါတယ်။အကယ်၍အသည့်ရေးဆွဲမယ်ဆိုရင်လဲဝစီဘုံအခြေခံပါလူအခွင့်အရေးများမြေပြင်ဆိုင်ရာလူအခွင့်အရေးကျင်ညာစာရန်ပါကျင်ညာချက်များမြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတကာစာချုပ်စာရန်များနဲ့ကန့်ညီအောင်ရေးဆွဲတင်ပါတယ်။လို့ဖြစ်ပါ၍ဤဥပဒေကို ယခုအချိန်လေးမှာအတီမပြုတ်သင်သေးပါကြောင်းကြံပြုတ်ဆွေးနွေးနေကုန်းချုပ်ရပါတယ်ဥပဒေမှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ယောက်ျားအနေနဲ့ဥပဒေကျမ်းမှာပြဌာန်းချက်တစ်ခုခုကိုဖောက်ပြက်ခဲ့မယ်ဆိုရင်အနည်းဆုံးထောင်ဒဏ်6လကနေ3နှစ်အထိချမှတ်နိုင်တယ်လို့အများဆုံးငွေဒဏ်5သိန်းသို့မဟုတ်ဒဏ်2ရက်လုံးကြာခံရမယ်လို့ပါရှိပါတယ်နိုင်ငံတော်တော်များများမှာအဖေဆုံးပြတ်ချက်ဖခင်ဆုံးပြတ်ချက်အတီးဖြစ်တယ်အဲ့ဒါခွဲခြားဆက်ဆံတော့မဟုတ်ဘူးလားဘာလို့မိခင်က ဆုံးဖြတ်ခွင့်မပေးသက်လဲသူတို့ခေါ်သွားလို့ရှိရင်ဖေရပဲခေါ်သွားတယ်မေရခေါ်သွားခွင့်ဘာလို့မပေးသက်လဲဘာဖြစ်လို့ခွဲခြားဆက်ဆံထားတယ်လဲအဲ့ဒါကိုဘာလို့ complaint မတက်တယ်လဲအခုဒီဟာ1954ကတည်းကရှိထားခဲ့ပြီလေသို့တော်လဲဟိုတကယ်အခုအချိန်နဲ့သားသတော်မဖြစ်တော့လို့လိုအပ်လို့လုပ်တဲ့ဟာကိုခွဲခြားဆက်ဆံတယ်လူခွင့်ရေးချိုးပေါက်တယ်ဟိုကနဲ့မညီဘူးဒီကနဲ့မညီဘူးဆိုတာတမင်ကိုမပြထမ်းစေချင်လို့ပြောတဲ့သဘောမျိုးပဲဖြစ်တယ်။သို့တော်ဒါဟာလိုကိုလိုအပ်တယ်လိုကိုလိုအပ်တာဖြစ်တဲ့အတွက်ပြကိုပြထမ်းမယ် ီဥပဒေကြမ်းကိုအတည်ပြုနိုင်မှုအတွက်ဒီနေ့ဆွေးနွေးခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်၅ဦးနဲ့အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတို့ပြန်လည်တွေ့ဆုံဆွေးနွေးကြဖို့လွှတ်တော်ဥက္ကဋ္ဌဥခင်အောင်မြင့်ကဆုံးဖြတ်လိုက်ပါတယ်ရှင်။မဆာနီထွန်တင်ပြခဲ့တာပါရှင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတော်အောင်ဆန်းစုကြည်ဟာမေလ18ရက်နေ့မနေ့ကမွန်ပြည်နယ်တံမြူစရက်မြို့တနတဟာရစစ်သင်းကျိုင်းအနီးမှာရှိတဲ့ကြာကန်ဘောလုံးကွင်းမှာမြို့ကန်လူလူနဲ့တွေ့ဆုံပြီးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ကိုကျော်ထွန်းနိုင်ကကောက်နှုတ်တင်ပြထားပါတယ်ရှင်။ လွန်ခဲ့တဲ့1946ခုနှစ်ဒီဇင်ဘာလမှာဗိုလ်ချုပ်အောင်ဆန်းကတန်ပြူဇီယမြို့မှာရှိတဲ့ဒနတာဟာယစစ်တင်းချိုင်းကိုဖွင့်လှစ်ပေးခဲ့တာဖြစ်တဲ့အတွက်ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့မေလ18ရက်နေ့မနေ့ကတန်ပြူဇီယမြို့မှာဟော်ပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။နိုင်ငံအပြောင်းလဲဟာလာမယ့်2015ရွေးကောက်ပွဲ ရလဒ်ပေါ်မှာမူတည်ကြောင်းကို အခုလိုပြောခဲ့ပါတယ်။ နာကမှာအခုပြင်ပြင်ရမယ်2015ရွေးကောက်ပွဲရလတ်နဲ့အများကြီးပဲဆက်နွယ်နေပါတယ်ဒီရလတ်မှာလို့ရှိရင်ဒီဘက်ကနိုင်ငံရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေအများကြီးရှိပါလိမ့်မယ်ဒီရလတ်မှားသွားလို့ရှိလို့ရှိရင်ဒီဘက်ကနိုင်ငံဟာဆက်ပြီးတော့တခြားနိုင်ငံတွေအနောက်ကနေပြီးတော့အောက်ကျနောက်ကျခံနေရတဲ့နိုင်ငံမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် 6ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုမကြာခဏကျင်းပဖို့လိုအပ်ကြောင်းအခုလိုပြောပါဗျ။6ပွင့်ဆိုင်ဆွေးနွေးပွဲဟာလောက်ထားတဲ့နောက်ကြပါလေ။ကျမတို့ကနေပဲတိုက်တွန်းနေတာလေကြာလာပါပြီ။တိုက်တွန်းနေတာကြာလာပါပြီဆိုတော့မကြာခင်ကမှပထမဆုံးအချိန်လုတ်တယ်။ဒီဒုတိယအချိန်လုတ်ဖို့ကိစ္စလည်းဆက်ပြီးတော့ကျမတို့ကတိုက်တွန်းကြိုးပမ်းနေရတယ်။တကယ်ပဲဒီနိုင်ငံထဲမှာဒီဒီနိုင်ငံရဲ့ပြဿနာတွေကိုအေးအေးချမ်းချမ်းနဲ့ညှိနှိုင်းပြီးတော့ဆွေးနွေးပြီးတော့ဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင် ကျွန်မဒီကနေပဲပုံပွင့်လေးလေးပြောမယ်သမရာကြီးဦးသိန်းစိန်အနေနဲ့ဒီ6ပွင့်ဆိုင်ဆွေးနွေးပွဲများကိုခက်စိတ်စိတ်နဲ့ခက်လေးလေးနဲ့နဲ့လုပ်ဖို့လိုတယ်လို့ပြောပြရစီအဲ့တော့ကကျွန်တော်ရတယ်ပြင်ရတယ်ရေးမြို့နယ်ကတက်ရောက်လာသူတဦးကပုံမှန်59စာလုံးကြောင့်ဒေါအောင်ဆန်းစုကြည်တမရမဖြစ်ပဲပြည်တော်စုဝင်ကြီးချုပ်ဆိုတဲ့ယာဒူးတစ်ခုနဲ့အစိုးရကခန့်အပ်မယ်ဆိုရင်လက်ခံပါလားဆိုတဲ့မေးခွန်းကိုတော့အခုလိုဖြေခဲ့ပါတယ် လို့ပေါ့ပြင်ကျင်တဲ့စိတ်ဓာတ်ရှိပါလားရှိပါပါဘယ်လောက်ကိုကျမလေးရတဲ့အကြောင်းကဒါဥပမာနည်းပြောရင်59ဆလုံးကကျမအဲ့အတွက်ဆွဲထားတဲ့ပုံမှန်ကိုဒါတော့ကိုယ့်ကဆွဲထားတဲ့ပုံမှန်ဆိုရင်အဲ့ဒါကိုဖြတ်ပေးပါလို့ပြောရတာတစ်ခါတည်းလေကျမကလည်းလည်းမျက်နှာပူတယ်ဒါပေမဲ့ဒါပေမဲ့ဒီကစဉ်းစားလိုက်တယ်ဆိုရင်လည်းဒါကျမတို့ကနိုင်ငံရေးအရာဖြတ်တင်ဖြတ်လိုက်တဲ့ပုံမှန်ဆိုလို့ရှိရင်နိုင်ငံရေးအရာဖြတ်ပေးဖို့ကျမတို့တောင်းဆိုရမှာပဲ။ ဒေါအောင်ဆန်းစုကြည်ဟာတန်ပြူစီရဲ့မြို့ကန်တွေနဲ့မတွေ့ဆုံခင်မုဒုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာမုဒုံမြို့ကန်တွေနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်ခင်ဗျာကိုကျော်သူတင်ပြခဲ့တာပါရှင်အမျိုးသားပြန်လည်တင့်မြန်ရေးကိုဟန်တားစီတဲ့အရာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကိုနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ SPPS နဲ့ရှမ်းပြည်တောင်ပိုင်းနိုင်ငံရေးအကျဉ်းသားဟောင်းတွေဥဆောင်ပြီးရှမ်းပြည်နယ်တောင်ကြီးမြို့မှာပြုလုပ်ခဲ့ပါတယ်။မက်ခင်ပြေဆောင်ကတင်ပြထားပါရှင်။ ီမိုကရေစီတိုင်းပြည်အတွက်အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့အမျိုးသားပြန်လည်တည်မြဲရေးဟာအလွန်အရေးကြီးပြီးတိုင်းရင်းသားတွေနိုင်ငံရေးပါတီတွေကြကြပြတ်ပြတ်သိဖို့လိုတဲ့အတွက်ဝိုင်းဝန်းဖြေရှာဖို့တောင်ကြီးမြို့မှာဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။အမျိုးသားပြန်လည်တည်မြဲရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားတွေကြားထဲမှာပို့ပြီးတော့ကြကြပြတ်ပြတ်ဆွေးနွေးဖို့လိုတယ်။တိုင်းသားတွေရဲ့အတန်ကိုကြကြပြတ်ပြတ်နားထောင်ဖို့လိုတယ်။အမျိုးသားပြန်လည်တည်မြဲရေးကိုစဉ်းစားတဲ့နေရာမှာ၂008 ဖွဲ့စည်းပုံအခြေခံဥပဒေဟာအမျိုးသားပြန်လည်တင့်မြတ်ရေးရဲ့ကြီးမားတဲ့အဟံတိုင်းတစ်ခုဖြစ်နေတယ်။အဲ့ဒီအခါကျတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ပြင်ဆင်တာပဲဖြစ်ဖြစ်အစ်စ်ရေးဆွဲတာပဲဖြစ်ဖြစ်မလုံနိုင်သေးရွေ့ကျွန်တော်တို့တိုင်းပြည်မှာအမျိုးသားပြန်လည်တင့်မြတ်ရေးဆိုတဲ့ခြေလှမ်းကိုဘလို့မှမဆနိုင်ဘူးလို့ကျွန်တော်ကမြင်ပါတယ်။တို့ဒီမြန်မာနိုင်ငံထဲမှာ state formation နဲ့ပတ်သက်ပြီးတော့တိုင်းပြည်ထူထောင်မှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြည်ထောင်စုတိုင်းပြည်ထူထောင်ထားတဲ့ဂတိကဝတ်ပေါ်အခြေခံပြီးတော့တပြည်တော် ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်တကယ်တမ်းကျတော့တိုင်းပြည်ထူထောင်ထားတာကပြည်အောင်စုပုံစံနဲ့တည်ထောင်ထားတာဖြစ်ပါတယ်လူမျိုးပေါင်းစုံစုပေါင်းနေထိုင်တဲ့တိုင်းပြည်ဒါပေမဲ့တိုင်းပြည်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကကျတော့တပြည်အောင်စနစ်ပေါ်အခြေခံထားတယ်တိုင်းပြည်ထဲမှာရှိနေတဲ့ရန်နေရာတွေကလည်းတပြည်အောင်စနစ်ပေါ်မှာပဲအခြေခံထားတော့ဒီလိုမျိုး state formation နဲ့ပတ်သက်ပြီးတိုင်းပြည်ထူထောင်မှုဆိုင်ရာမာရင်းလွှဲချုံနေမှုပေါ့လေအဲ့ဒါနဲ့ဆက်ဆက်တဲ့ဒီပြည်နယ်သိမ်းမြေဆိုင်ရာအဟန့်သားတွေလည်းဖြစ်နေတယ်လို့မြင်ပါတယ် အဲ့ဒီဆွေးနွေးပွဲကနေကြေညာချက်ထုတ်ပြန်ခဲ့ရမှာလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဒါမှမဟုတ်အသည့်ရေးဆွဲရေးအတွက်တောင်းဆိုခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်ကြီးခရိုင်ဥက္ကဋ္ဌဦးတင်မောင်တိုးကပြောပါတယ်။နှစ်ရကြာဆွေးနွေးပွဲမှာကရမ်းပြည်သစ်ပါတီဗိုလ်မှူးစောလွင်ဒေါက်တာရံမျိုးသိန်းနဲ့နိုင်ငံရေးတိုက်ပံပညာရှင်ဒေါခင်မမမျိုးတို့ကဥဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ရှင်။မခင်ပြေဆောင်တင်ပြခဲ့တာပါရှင်။ ရန်ကုန်မြို့ရွှေဒဂုံစီတီတော်အနီးတစ်ဝိုက်မှာအထက်မြင့်အဆောင်ဦးတွေဆောက်လုပ်မဲ့ဒဂုံစီတီစီမံကိန်းဟာမြန်မာနိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်ကြောင်းပြီးသူကပညာရှင်တွေကပြောလိုက်ပါတယ်။ရွှေဒဂုံစီတီတော်ကိုကဲတင်မှာ Save the ရွှေဒဂုံအမည်နဲ့ဆွေးနွေးပွဲကိုရန်ကုန်မြို့မြန်မာနိုင်ငံပြီးသူကအသိန်းချုပ်ရုံးမှာမနေ့ကကျင်းပခဲ့တာပါ။ ရွှေဒဂုံဖျားတောင်ပတ်မုတ်အနီးမှာအကောင့်ထဲပေါ်ဖို့စီစဉ်နေတဲ့ဒဂုံစီးတီးစီမံကိန်းမှာလူနေအထက်မြင့်အဆောင်ဦးတွေဆောက်လုပ်ဖို့ပါရှိနေတာကြောင့်ရွှေဒဂုံဖျားတည်ထားတဲ့တိမ်ကုတ်တရကုန်းတော်ကိုထိခိုက်မဲ့အခြေအနေတွေရှိတယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနအဆောက်ဦးဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်လှိုင်မော်ဦးကပြောပါတယ်ဒဂုံစီးတီးစီမံကိန်းတည်ရှိတဲ့နေရာဟာအရင်ကတက္ကသိုလ်စစ် တက်မတော်စစ်ရုံးချုပ်ဟောင်းနဲ့မော်တော်ယာဉ်တက်တရှိတဲ့နေရာဖြစ်ပြီးမြန်မာနိုင်ငံယင်းနှိမ့်နှံမှုကော်မရှင် MIC ရဲ့ခွင့်ပြုချက်နဲ့အစ်စ်မြင့်အိမ်ရာအဆောက်အုံတွေစောက်လုံမှာဖြစ်တယ်လို့သိရပါတယ်ရှင်။မေလ14ရက်နေ့နဲ့15ရက်နေ့တွေကတရုတ်နိုင်ငံဘတ်ချန်းနမ်ဆန်မြို့အတွင်းကြားရောက်ပောက်ကွဲခဲ့တဲ့လက်နက်ကြီးကြီးတွေဟာမြန်မာအစိုးရတပ်ကပစ်ခတ်တဲ့ကြီးတွေမဟုတ်ကြောင်းမြန်မာစစ်တပ်ကတရုတ်အစိုးရကိုတရားဝင်ပြောကြားလိုက်ပါတယ်။ဒီကနေ့မနက်ပိုင်းကတမတော်ကာကွယ်ရေးဦးစီးချုပ်ဘူကျုံမှုကြီးမင်းအောင်လိုင်က တရုတ်တမ်မကြီးနဲ့တရုတ်စစ်တမ်မှုတို့ကိုတွေ့ဆုံပြီးအခုလိုပြောကြားလိုက်တာလို့ပိုချုံမှုကြီးမင်းအောင်လိုင်ရဲ့လူမှုရေးစာမျက်နှာ Facebook မှာဖော်ပြထားပါတယ်။မေလ14ရက်နေ့ညပိုင်းကနမ်ဆန်မြို့တွင်အမြောက်ကြီးနှလုံးမေလ15ရက်နေ့မနက်ပိုင်းကအမြောက်ကြီးလေးလုံးကြားရောက်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်တွေဟာရိုးသားမှုမရှိကြောင်းဖြစ်စဉ်နေရာတွေကိုနှစ်နိုင်ငံကိုယ်စားလှယ်တွေနဲ့စစ်ဆေးဖို့သဘောတူညီကြောင်းပိုချုံမှုကြီးမင်းအောင်လိုင်ကမြေပုံအထောက်အထားတွေနဲ့ရှင်းလင်းပြသခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေတွက်ကျေးရွာမှာရွှေတူးဖော်နေတဲ့ကုမ္ပဏီတွေကိုဖယ်ရှားပေးဖို့ဆန္ဒပြတောင်းဆိုရမှာပါဝင်ခဲ့တဲ့နေစာအလုတ်သမား80ကျော်ကိုလက်ပံပြန့်ဒေတာဖွံ့ဖြိုးရေးကုမ္ပဏီကအလုတ်ကထုတ်ပယ်လိုက်ပါတယ်ပြခဲ့တဲ့မေလာစနေရနေ့ကဆန္ဒပြရာမှာပါဝင်တဲ့အလုသမားတွေကိုနောက်တရက်မှာအလုထုတ်လိုက်တာလို့အလုသမားတွေကဆိုပါတယ် ရေထွက်ကြေးရွာကအမြေတွေမှာပြီးခဲ့တဲ့နှစ်ကစပြီးမြန်မာစီသူတက်ထုတူဖော်ရေးကုမ္ပဏီဝေလင်းထိုက်တက်ထုတူဖော်ရေးကုမ္ပဏီနဲ့လက်ပံပြန်ဒေတာဖွံ့ဖြိုးရေးကုမ္ပဏီတို့ကရွှေတူဖော်နေတာလို့သိရပါဗျ။အခုအလုတ်ထုတ်ခံလိုက်ရတဲ့သူတွေဟာလက်ပံပြန်ဒေတာဖွံ့ဖြိုးရေးကုမ္ပဏီမှာဝင်ရောက်လုပ်ကိုင်နေတဲ့ဒေတာခံအလုတ်သမားတွေဖြစ်ပါတယ်။အင်ဂျီ900ကျော်ရှိတဲ့လက်ပံပြန့်ကြေးရွာမှာလူဦးရေ2000ကျော်နေထိုင်ပြီးအများစုဟာရွှေတူးဖော်ရေးလုပ်ငန်းကိုလုပ်ကိုင်နေကြတာဖြစ်ပါတယ်ရှင်။ အမေရိကန်ပြည်အောင်စုကိုခိတရောက်ရှိလာနေတဲ့ NNER ပညာရေးစနစ်ပြုဝင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင်ဒေါက်တာသိန်းလွင်ဟာမေရီလန်းပြည်နယ်မှာရှိတဲ့မြန်မာမိသားစုဝင်တွေနဲ့မေလ16ရက်နေ့ကတွေ့ဆုံပြီးမြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာအခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် NNER ကပါဝင်ဆောင်ရွက်ခဲ့တဲ့အနေအထားတွေရန်ကုန်ကိုခြိတက်မဲ့ ကျောင်းသားတပိတ်စစ်ကြောင်းကိုအာနာပိုင်းတွေဘက်ကပိတ်ဆို့တားဆီးခဲ့ပုံတွေကျောင်းသားတွေကအဖမ်းခံမှုဆုံးဖြတ်လိုက်ချိန်မှာအကြမ်းဖက်နှိမ်နှင်းခံခဲ့ရပုံတွေကိုဒေါက်တာသိန်းလွင်ကအသေးစိတ်ရှင်းပြသွားပါတယ်။ ဒါပြင်အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်ဟာမပြီးဆုံးသေးတဲ့အကြောင်းဒီဥပဒေကိုပြင်ဆင်လိုသူတွေအခက်အခဲကြုံတွေ့နေရပြီးရှေ့လျှောက်အခက်အခဲတွေကြုံရအောင်မဲ့အကြောင်းကိုလည်းဒေါက်တာသိန်းလွင်က ပြောဆိုသွားခဲ့ပါတယ်။ဒီဆွေးနွေးပွဲကို Washington DC, Maryland နဲ့ Virginia ပြည်နယ်ကမြန်မာမိသားစုဝင်တွေ New York မြောက်ကယ်ရိုလိုင်းနာအစရှိတဲ့အဝေးပြည်နယ်ကမြန်မာတွေလည်းတက်ရောက်ဆွေးနွေးခဲ့ကြပါရဲ့ရှင်။ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြန်မာအိန္ဒိယအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးပါမယ်အင်ဒိုနီးရှားနိုင်ငံရေပိုင်နက်ထဲကိုရွှေ့ပြောင်းနေထိုင်သူတွေတင်ဆောင်လာတဲ့တန်ရဖြစ်စရာဆက်လီတစည်းကိုအင်ဒိုနီးရှားရေတွေကမနေ့ကတားဆီးခဲ့ပါတယ်။အဲ့ဒီဆက်လီဟာမလကာရေလက်ကြားကိုဖျက်ဆီးပြီးမလေးရှားနိုင်ငံကိုဥတီခုံမောင်းသွားတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်အတွင်းအင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းနိုင်ငံကမ်းခြေတွေကိုရိုဟင်ဂျာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလှေစီးဒုက္ခသည်3000ကျော်ဝင်ရောက်ခဲ့ပါတယ်။ဒီဒုက္ခသည်တွေကထွက်ဝက်လာဟာအင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းကအာချေးပြည်နယ်ကိုရောက်ရှိခဲ့ကြပါတယ်။လောလောဆယ်အင်ဒိုနီးရှားရေပိုင်နက်ထဲဝင်လာမဲ့ဒုက္ခသည်လှေတွေကိုတားဆီးဖို့အတွက်အင်ဒိုနီးရှားစစ်တပ်ကစစ်သင်းမော်လေးစီးလေယာဉ်တစ်စီးအသုံးပြုပြီးကင်းလှည့်စောင့်ကြည့်နေတယ်လို့သိရပါတယ်ရှင်။ လေစီးဒုက္ခသည်တွေအရေးဖြစ်ရှင်းဖို့ထိုင်းနိုင်ငံကအင်ရှင်အဖြစ်ကျင်းပမဲ့အထူးဆွေးနွေးပွဲကိုအမေရိကန်နိုင်ငံသား၏ဝန်ကြီးတက်ရောက်မယ်လို့သိရပါတယ်။အိန္ဒိယသမုတ်တရားကိုဖျက်လာတဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအရေးဆိုတဲ့ခေါင်းစဉ်နဲ့ဘန်ကောက်မြို့မှာဒီလ29ရက်နေ့မှာကျင်းပမယ်ဆွေးနွေးပွဲကိုတက်ရောက်မယ်အကြောင်းအမေရိကန်နိုင်ငံသား၏ဝန်ကြီးဂျွန်ကယ်ရီကထိုင်းနိုင်ငံသား၏ဝန်ကြီးကိုပြောကြားခဲ့တယ်လို့ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒီဆွေးနွေးပွဲကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အပါအဝင်နိုင်ငံတကာကအစ်စ်မြင့်ခေါင်းဆောင်တွေတက်ရောက်မယ်လို့ထိုင်းနိုင်ငံကမျှော်လင့်နေပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံအနေနဲ့ဒုက္ခသည်စခန်းဖွင့်ပြီးအကူအညီပေးဖို့မူဝါဒမရှိဘူးလို့လည်းထိုင်းနိုင်ငံကြားရေးဝန်ကြီးကပြောပါရရှင်။အရှိတောင်အာရှဒေသကပင်လယ်ပြင်မှာဘယ်နိုင်ငံကမှလက်မခံတဲ့အတွက်ဒုက္ခတွေ့နေကြတဲ့လှေစီးဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီးအလွန်အမင်းစိုးရိမ်မိကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်ကမနေ့ကပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့မစ္စတာပန်ဂီမွန်ကမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်တို့ကိုတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးဆွေးနွေးခဲ့သလိုကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ကလည်းဘင်္ဂလားဒေ့ရှ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေကသက်ဆိုင်ရာဝန်ကြီးတွေနဲ့ဆွေးနွေးခဲ့ပါတယ်ဒီဒုက္ခသည်တွေကိုကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ဒုက္ခသည်ဆက်လီတွေကိုပင်လေတဲ့တုံးမဖို့ပဲနိုင်ငံတကာဥပဒေတွေအတိုင်းစောင့်ရွက်ဖို့ဒေသရင်းနိုင်ငံတွေကခေါင်းဆောင်တွေကိုနှစ်ဦးစလုံးတိုက်တွန်းခဲ့တယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါပြင်ဒီကိစ္စကိုဖြေရှင်းဖို့ထိုင်းနိုင်ငံကအင်ရှင်အဖြစ်တာဝန်ယူကျင်းပမယ်ဆွေးနွေးပွဲကိုကုလသမဂ္ဂကကြိုဆိုကြောင်းဖော်ပြထားပါတယ်။အခုလိုဆွေးနွေးမယ့်အစီအစဉ်အပါအဝင်လှေစီးဒုက္ခတွေအရေးဖြေရှင်းမယ်ဆောင်ရွက်ချက်အလုံးကိုအကူအညီပေးဖို့အစဉ်အသင့်ရှိကြောင်းလည်းကုလသမဂ္ဂထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါမကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲရနေ9နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် FA ရုပ်မြင်သံကြားစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုစီစဉ်ဒုတိယပိုင်းမှာတည်င်းပေးပို့ချက်နဲ့ဆောင်းပါးတွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်းအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့စနေနေ့ကမွန်ပြည်နယ်တထုံမြို့မှာမြို့ကန်လူတို့နဲ့တွေ့ဆုံခဲ့တယ်လို့ညနေပိုင်းမှာမော်လမြိုင်မြို့လှိုင်ရက်ကွက်မှာရှိတဲ့အာထကနှစ်ပေါ်လုံးကွင်းမှာလူတို့တွေ့ဆုံပွဲတွေပြုလုပ်ခဲ့ပါတယ်ကိုကျော်စောဝင်းကတင်ပြထားပါရရှင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်းအောင်ဆန်းစုကြည်က မေလ16ရက်နေ့စနေနေ့ကတထုံမြို့ကိုရောက်ရှိစဉ်ချမ်းမြေအေးရိမ်ပေါ်မှာခေတ္တရန်နာပြီးမြို့ကန်200လောက်နဲ့တွေ့ဆုံစကားပြောခဲ့ပါဗါတယ်အဲ့တော့ကျမတို့အားလုံးဟာပြည်တော်စုသားတွေဖြစ်ပါတယ်ဒီပြည်တော်စုမှာမွေးလာတဲ့ပြ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 ည်တော်စုသားတွေပြည်တော်စုသားသမီးတွေပေါ့အဲ့တော့ပြည်တော်စုသားသမီးတွေပြီးပြီးကျမတို့ရဲ့ညီညွတ်ရေးအတွက်လုပ်ဖို့အင်တာမလိုပါတယ်ဒီကဘာကြီးကအင်တာခက်ခဲတဲ့ကဘာကြီးပါအရင်ဘယ်တော့မှနေမှမတူလောက်အောင်ခက်ခဲတဲ့ကဘာကြီးပါ နီးပညာတွေတိုးတက်လာတာနဲ့အမျှဆက်သွယ်ရေးလမ်းကြောင်းတွေကောင်းလာတာနဲ့အမျှပြဿနာတွေကလည်းပိုပြီးတော့များလာပါတယ်တစ်ဖက်ကနေပြဿနာတွေကိုဖြေရှင်းနိုင်တဲ့နည်းတွေရှိသလိုတစ်ဖက်ကနေပြဿနာအသစ်တွေပေါ်လာတယ်ဒါကြောင့်ကျမတို့နိုင်ငံအနေနဲ့ဒီလိုကဘာကြီးမှာရပ်တည်နိုင်ဖို့ဆိုတာအဓိကအရေးကြီးတာကတော့ညီညွတ်ရေးပဲဖြစ်ပါတယ်ဒါအပြင်မြန်မာနိုင်ငံဟာကဘာမှာနောက်ကျနေတာဟာပညာရေးစနစ်ကြောင့်ဖြစ်ကြောင်းနဲ့ပညာရေးစနစ်ကိုပြုပြင်ဖို့စူးစမ်းရမှာ နိုင်ငံရေးညီမှန်းချက်တွေကိုရှေ့တန်းတင်လို့မရကြောင်းဒေါင်ဆန်းစုကြည်ကပြောပါတယ်။ပညာရေးကောင်းဖို့အတွက်ကအဓိကလုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့ဟိုဘယ်လိုခေါ်မလဲကိုကိုရဲ့အဖွဲ့အစည်းရဲ့နိုင်ငံရေးညီရွယ်ချက်တွေကိုရှေ့တန်းတင်လို့မဖြစ်ဘူး။အကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ဒီနိုင်ငံအတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့ပညာရေးစနစ်တစ်ခုပေါ်ပေါ်ပေါ်ထွန်းလာဖို့လုပ်မှာပဲ။ဒီလိုလုပ်တဲ့နေရာမှာ တချို့ကကျမတို့နဲ့သဘောမတူလို့ရှိရင်လည်းကျမတို့မှန်နေချင်းကျမတို့ပြည်သူကိုချပြမယ်။ဘာကြောင့်ကျမတို့ဒီလမ်းကိုရွေးတယ်ပြည်သူကိုချပြမယ်ချပြရဲတယ်။အဲဆိုကျမတို့စေတနာတန်တယ်။ဒီကျမတို့ဟိုသွားခြင်းနဲ့ပညာရေးလမ်းဟာအဖွဲ့ချုပ်အတွက်ဘာမှထူးထူးထွေထွေအကျိုးမရှိဘူး။ဒါမှမဟုတ်နိုင်ငံအတွက်အကျိုးရှိမယ်။ညနေပိုင်းမှာတော့မော်လမြိုင်မြို့လှိုင်ရက်ွက်ကအာတာကနှစ်ဘောလုံးကွင်းမှာလူမှုဟောပြောပွဲကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့2015အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့မတေချာသေးတာနဲ့ပတ်သက်ပြီးလူထုကစိုးရိမ်မှုတွေရှိနေတဲ့အပေါ်ဒေါင်ဆန်းစုကြည်ကအခုလိုပြောခဲ့ပါဗျာ။စိတ်မပူပါနဲ့ဒီလူတွေအဲ့အတွက်ကြည့်ပြီးတော့ရှားလို့လုပ်ပါပါ။ရှားဖို့ကဒီလိုဝင်ချင်တဲ့ဝင်မယ်ဝင်ချင်တဲ့ဝင်မှုလို့ပြောရတဲ့အကြောင်းပါဒီရွေးကောက်ပွဲဆိုတာဘယ်လိုပုံစံနဲ့ပြင်မလဲဆိုတာကိုမသိသေးဘူး။ဒါပေမဲ့ရှားတော့ယုံကြည်တဲ့ယုံယုံလေးတစ်ခုရှိတယ်

ဒီလူလူလူကတော့ဖြောက်မှတ်တယ်ဆိုတော့သိချလို့ရပါတယ်လို့ထင်ပါတယ်မော်လမြိုင်မြို့ကလူမှုတွေးဆောင်ပွဲဟာဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်ပွဲကျင်းပတာဖြစ်ပြီးဒေသခံပရိသတ်တထောင်ကျော်တက်ရောက်ခဲ့ပါတယ်ခင်ဗျာကိုကျော်စောဝင်းတင်ပြခဲ့တာပါရှင် ကွဲပြားမှုတို့ပေါင်းစုံခြင်းလို့အမည်ပေးထားတဲ့ဆွေးနွေးပွဲတစ်ခုကိုမြန်မာအမေရိကန်ချစ်ကြည်ရေးအသင်းကဦးဆောင်ပြီးမန္တလေးမြို့ကအမေရိကန်စင်တာမှာမေလ15ရက်နေ့ကနေ18ရက်နေ့ထိ၃ရက်ကြာကျင်းပခဲ့ပါတယ်။မတ်ပြုံးမှုမှုစဉ်ကတင်ပြထားပါတယ်ရှင်။၃ရက်ကြာကျင်းပခဲ့တဲ့ဆွေးနွေးပွဲကိုဘာသာကြီး၄ခုကခေါင်းဆောင်တွေ၊လူအခွင့်အရေးလှုပ်ရှားသူတွေ၊တိုင်းရင်းသားတွေ၊ဥပဒေပညာရှင်တွေပါဝင်ဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာမတူညီတဲ့တိုင်းရင်းသားလူမျိုးစုတွေ ဘာသာမတူသူတွေအတွက်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိဖို့အပြင်လူမျိုးကြားဘာသာကြားတွေအကြားပူးပေါင်းဆောင်ရွက်မှုဟာမြန်မာနိုင်ငံအတွက်အရေးကြီးတဲ့အကြောင်းအဓိကထားဆွေးနွေးခဲ့ကြပါတယ်ကွဲပြားဆုံးလည်းမို့ဆိုတာဟာတိုင်းပြည်အတွက်ဒါဆိုရင်တရားမဟုတ်ဘူးကျောင်းဆရာမဟုတ်ဘူးကွဲပြားဆုံးလည်းမို့ဆိုတာတိုင်းပြည်အတွက်ခေါင်းအားဖြစ်တယ်ဒါမှမဟုတ်ကွဲပြားဆုံးလည်းမို့တွေအားလုံးကစစ်ပြာရှက်တန်းပြီးတော့အတူတကွတွန်ကြီးတဲ့ပန်းနိုင်တွေကိုအကောင့်တွေဖော်သွားရင်ဖြင့်ကျွန်တော်တို့တိုင်းပြည်ရဲ့အခုပြည့်ပြောင်းလဲရေးနဲ့ဒီမိုကရေစီပေါ်ဆောင်ရေးမှာ အဓိကအထောက်အကူဖြစ်တယ်ဒါကိုကျွန်တော်တို့ဟလာသက်ဆိုင်ရာတက်ရောက်လာကြတဲ့တိုင်းသားကောင်းဆောင်တွေ Civil Society တာဝန်ခံတွေเนาะ Civil Society အဖွဲ့တွေရာတာဝန်ခံတွေနောက်တစ်ခါကျွန်တော်တို့ဟလာအတိအသီးတိတိလူဖွဲ့စည်းတတိယကြောက်လာတဲ့ပုံစံတွေအားလုံးကနေပြီးတော့စုပေါင်းပြီးတော့မှဟလာတွဲဆုံနဲ့ညှိနှိုင်းတဲ့အစည်းအဝေးတစ်ရက်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမုံတရားပွားစီမဲ့လူရက်တွေကိုဒါစီပေးဖို့နဲ့ဘာသာကြားတွေအကြားအချင်းချင်းနားလည်မှုတိစောက်ဖို့လိုအပ်တယ်လို့ညီလာခံကိုတက်ရောက်လာတဲ့ဂလုံးလီဆရာတော်ကမိန့်ပါတယ် တဲ့ဆရာတောင်ကြီးရဲ့ဘာသာဝင်ကောင်းဆောင်တွေဘာသာရေးကောင်းဆောင်ကြီးတွေသူတို့ဒေဝန္တာတွေကိုသူတို့ဘာသာဝင်တွေကိုအခါအားလျော်စွာကောလာဟာလာတဲ့ဒိဋ္ဌိကိုမြုံညီကြဖို့ဒီဥနတုတဘာသာနဲ့တဘာသာထိခိုက်နေတာတဲ့ဘကားတွေကိုခံတာတဲ့ပြောဆိုခြင်းမပြောဆိုရဘူးယဉ်ကျေးရင်တိမ်နေမှုဝင်နေပြီးတော့အားလုံးဟာဒီလိုဒီလိုမြင်ပြီးတော့ချစ်ချစ်ကင်းကင်းရင်းနီးနီးနဲ့နေသွားကြထိုင်သွားကြဖို့လို့အဲဒီလိုပြောပြီးတော့ လမ်းညွန်ရမယ်ဆိုရင်ဒါဘာနဲ့တဘာဒါပြိပက္ခဖြစ်စီအကြောင်းရှိဒါအပြင်ပြိပက္ခတွေမှာဘာသာရေးလူမျိုးရေးကိုအခြေခံတဲ့အတုံးအနှုံးတွေမတုံးဘူးနဲ့တရားဥပဒေစိုးမိုးရေးဟာအဓိကကြတဲ့အကြောင်းဆွေးနွေးခဲ့ကြပါတယ်အဓိကတောင်းရှိတဲ့လူကတော့ဆိုရပါเนาะပြီးတော့ကျွန်တော်တို့ဒီမှာလည်းတယောက်နဲ့တယောက်နဲ့မင်းဘာလူမျိုးငါလူဘာလူမျိုးမင်းဘာ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 တော့မလို့မနဲ့လူသားချင်းအနေ တယောက်တယောက်ကျွန်တော်တို့အဲ့လိုမြင်မှုရေးကြည့်တယ်။ဘာလို့ဆိုဒါတွေကကျွန်တော်တို့ရဲ့ဒီနိုင်ငံမှာတို့လို့ဆိုပြီးပိုင်းနေတာအများကြီးတွေ့နေရတယ်။တို့ပြက်ကနာဥပမာမွတ်စလင်ကဒီဗုဒ္ဓဘာသာကိုဘယ်လိုတတ်လိုက်လဲ။ဟောဗုဒ္ဓဘာသာမွတ်စလင်ဖွဲ့စည်းဘယ်လိုလုပ်လိုက်လဲ။ဒါလိုမမြင်မဲနဲ့စိုးတယ်လို့လည်းကောင်းတယ်လို့လည်းဥပဒေအရလည်းကျွန်တော်တို့ရေးယူရမှာ။ ဲ့ဒီညီလာခံကိုဘာသာကြီးလေးခုကခေါင်းဆောင်တွေလူအခွင့်အရေးလှုပ်ရှားသူတွေတိုင်းရင်းသားတွေဥပဒေပညာရှင်တွေအမေရိကန်တန်ယုံကတာဝန်ရှိသူတွေအပြင်88မျိုးဆက်နိုင်ငံရေးလှုပ်ရှားသူများအဖွဲ့ရှမ်းလူငယ်များကွန်ရက်အဖွဲ့စတဲ့အဖွဲ့78ဖွဲ့ကကိုယ်စားလှယ်30ကျော်တက်ရောက်ခဲ့ပါတယ်ရှင် FA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါရှင်။အခုဆက်ပြီးရှမ်းတိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ရှမ်းလူငယ်တိုင်းရှမ်းစာပေတက်မြောက်ရေးအတွက်နွေရာသီရှမ်းစာပေသင်တန်းဆင်းမွဲတွေပြုလုပ်ခဲ့တဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါရရှင်။ပန်းစွန်ဒီလိုက်တိုက်ခေါမိုင်းနေစံခါကြောလေတန်းကိုလိလိုက်လေဖင်ငယ်တိုက်ကူဂျေဝင်းအွန်ဟိုဇတ်ဟစ်ပန်းစွန်နှဲ့လွန်းဧပြီလနှဲ့လွန်းမေကမ္နမ်အွန်ကန်ဇတ်ဟစ်ပန်းလုံးပန်းစွန်နှဲ့လွန်းမေ มอสอนใจเสียงลัดว่าออนกันและยินข่าวว่าเตปงสอนลิกใต้นห้องเฮนหลงบองจึงในเซผาภัยก็เปิดมุงมองเฮนเอากล้วยกาตัวถึงย่ามเหลียวย่างไปหันปงสอนปันแลก้นหนุ่มโรคเฮนขึ้นออนกันเสิร์จเนื้อปางสอนลิกใต้ข้าวใหม่เหมือนหนังกูปีปีตีกิ่งจะเว้งกาลีจึงได้ปอดจานนั่นปางสอนลิกใต้ข้าวใหม่เปิดมาสามปีซ้อนกันเมื่อปีซอยใบสิบสามมีลูกเฮนสองปัก ก็สิบแปดเจ็ดก็เมื่อปีสองแปดสิบสี่มีสามปากห้าสิบแปดหกก็เลยปีในมีลูกเห็นสี่ปากไปสิบห้าก็จะเทศปังลงปังสอนในวันที่ห้าเลือนเมย์หรือนั้นน่าจะเป็นสีปอจึงใต้ปอดห่องก็อยู่ดีก็ห่มสร้างก้นหนุ่มใต้ชั้นหยดเน็ตวอกออนโฮสีจะเทศบางสอนเล็กไล่ใต้ข้าวใหม่มือวันที่เส้าามเหรือนมาชหึงสสี่ิบ4าวัน ปังซอนลิกใต้ตีวันปุ่งจะวิ่งตาคินเล็กจึงได้ปอดออกนันซำเฮ็ดปังลงปังซอนเมื่อวันที่เจ็ดเหลือนเมมีลูกเฮนปากไปเมื่อวันที่ห้าซำเป็นปังลงปังซอน อันจุ้มแขลีปังจะจุ้มโหมึงเสืออ่อนโหจัดเฮ็ดปอกกำที่หนึ่งเหลือนันตีเอิงเทิดไทยจะเวงเมฟ้าหลงเจตอนเก้งไฮจึงไทยปอดห้องนันก่อจัดเฮ็ดปังซอนลิกใต้ข้าวใหม่กำที่สี่จัดเฮ็ดปังลงปังซอนเมื่อวันที่สิบเหลือนเม เนื้อปานลงปองจึงเต้งเสียงในจ้อมหนังลงปองจึงปืนผ่าไว้ว่าเดปันส่วนในเฮนสอนเด็กไล่เจ้าคือในหงเฮนลงปองจึงในเสตาตรวจถึงย่มเหลียวยังไปไล่หันการเฮนการสอนในหงเฮนเลยก้นหนุ่มจึงใต้กำน้ำตึกไล่ปึงอิงใจใหญ่ปังสอนเด็กไล่ใต้เข้ามาอยู่ในคาออดีญาตัว RFA ยุ่งเหยิงตัญญาซีซั่นนี้แลดีมาเรียนพิสูจน์มาบีจิชุจาเรปริตอาลงโออทุเวจิสุติมาเรมิงลาป้องเนี่ยปิสูจน์ญาบาซิရှင်